ပွဲတိုင်းလိုလိုဝိတ်ကျော်တဲ့နေရာမှာနာမည်ကြီးနေပြီနောက်ဆုံးပွဲမှာဝိတ်ကျော်တာဖြစ်တဲ့အတွက်ကပတ်ပါရုပ်သိမ်းခံလိုက်ရတဲ့ရော့ထန်ကတော့ဒီကနေ့တာဂီရူနဲ့ထိုးရမယ့်ပွဲအတွက်ဝိတ်ချိန်မှုနဲ့ဟိုက်ဒရေးရှင်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာတော့ခါရီစစ်ချလိုက်တာနဲ့အကုန်လုံးအဆင်ပြေသွားတဲ့အတွက်ပရိသတ်တွေကတော့အာအိုကေရပါတယ်ရော့ထန်ဟာသူကိုရင်ကလေးပြောပါတယ်ဒီပွဲက ဒီဘဝတဲ့တန်းတျှောက်မှာဒီပွဲလောက်ပဲပွဲကိုမှလေ့ကျင့်မှုတွေပြင်ဆင်မှုတွေမလုပ်ခဲ့ဘူးဘူးလို့ဆိုပါတယ်ရောထန်ကဒီပွဲတော့ဝိတ်မဝဲမှာစိုးလို့နော်လာပေါင်းများစွာကတဲ့ကတကယ်ကိုမှအာရပညာရှင်ဖြစ်တဲ့ပီတာ ਨੇ ပြင်ဆင်ခဲ့တာလေးဖြစ်ပါတယ်ဒါကြောင့်ဒီပွဲမှာရောထန်ဟာပါဆိုပါမှာအဖြစ်ပြောစရာမရှိအောင်အကုန်လုံးအစဉ်ပြေသွားခဲ့ပြီလေးဖြစ်ပါတယ်ရောထန်ကတော့ပြောပါတယ်တာဂီရူဟာ စူပါလက်နဲ့ပွဲမှာဒေလူမတက်ဖြစ်သွားခဲ့ပါတဲ့အခုသူနဲ့ပွဲမှာတင်းချိုင်ဂုံးကိုပူပေးမယ်လို့စကလုံးပြစ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့အခုထိုးရမှာကရော့ထန်ပိုင်နဲ့နော်မွေးထိုင်းမဟုတ်ဘူးရော့ထန်အပိုင်ဆုံးတိုက်ွက်ကလူတိုင်းသိပါတယ်တရောင်တိုက်ွက်တွေပါအခုရော့ထန်ကခစ်ပေါင်စင်မှာထိုးရမှာဖြစ်တယ်နော်ထာဂီရူကခစ်ပေါင်စင်မှာဆရာကြီးပဲဂျပန်နိုင်ငံခုလုံးမှာနော်နံပါတ်2အကောင်းဆုံးကစားသမားဖြစ်ပါတယ်ခစ်ပေါင်စင်မှာချန်ပီယံဆုပေါင်းများစွာယူထားတယ်ဖြစ်ပါတယ် Rotten တို့ကခေပေါင်းစင်မှာထိုးရမှာဖြစ်တဲ့အတွက်လွယ်တော့မလွယ်ဘူး။ဒါမှမဟုတ်သိတယ်မလား။ Rotten ရဲ့မာကွန်ကတကယ်ကိုမှတန်လူသားပြဒီကောင်းကနော်။ဆိုတော့ဒီပွဲကတော့ခေါင်ပွဲနေနဲ့ငါးချီကြည့်ရမှာဖြစ်တဲ့တို့ကပရိသတ်တွေကိုစိတ်ကြိုက်နော်။ရသားတွေအများကြီးပြီးနိုင်မယ်ဆိုတာကတော့ပြောစရာကိုမလိုဘူး။နော်တကယ်ကိုလည်းကြီးကောင်းမယ်ပွဲ။ World Championship တမိုင်းမှာလည်းပတ်စံအရာဆုံးဖြစ်မဲ့ပွဲလို့သတ်မှတ်နေကြပြီလေဖြစ်ပါရဲ့ဗျာ။